စီးပွားရေးလုပ်ငန်းတစ်ခုစလုပ်တဲ့အခါဘယ်ချက်တွေအဓိကထားပြီးတော့မှစဉ်းစားရမလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်ဒီမေးခွန်းဒီစီးပွားရေးလုပ်ငန်းအခုမှလုပ်ကင်နေတဲ့လူငယ်များအတွက်စီးပွားရေးလုပ်ငန်းကိုအခုမှစပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်အရေးကြီးတဲ့မေးခွန်း၅ခုလည်းဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်အနေနဲ့စီးပွားရေးလုပ်ငန်းတစ်ခုစလုပ်မယ်ဆိုလို့ရှိရင်စဉ်းစားတဲ့အချက်၅ချက်ကိုမျှဝေတင်ပြလိုက်ရပါတယ်နံပါတ်၁အချက်က demand လို့ခေါ်တဲ့ ဝယ်လို့အားကိုအရင်ဦးဆုံးစဉ်းစားတက်ပါတယ်။စီးပွားလုပ်ငန်းတစ်ခုလုပ်တယ်ဆိုတဲ့နေရာမှာကိုလှုပ်ချင်တာလှုပ်တယ်ဆိုလို့ရှိရင်ကိုပျော်လို့လှုပ်တာကိုလှုပ်ချင်လို့လှုပ်တယ်ဆိုလို့ရှိရင်ဒါ hobby လို့ခေါ်ပါတယ်ဒါဝါဒနာပေါ့ဗျာ။ကိုလှုပ်ချင်တာလှုပ်တာ ထက်ကိုစီးပွားရေးဆိုတာဈေးကွက်ရဲ့လှုပ်စီခြင်းတဲ့အရာကိုလှုပ်တာကိုစီးပွားရေးလို့ခေါ်ပါတယ်။ ပြောချင်တာကိုလှုပ်ချင်တာလှုပ်တာတဲ့သူတို့လှုပ်စီခြင်းနဲ့အကြောင်းအရာသူတို့ဖြစ်နေတဲ့အခက်အခဲကိုလှုပ်တာဟောစီးပွားရေးလို့ကျွန်တော်တို့ကခေါ်ဆိုခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့လာကိုကဝါဒနာကိုလှုပ်ချင်တာလားကိုကစီးပွားရေးကိုလှုပ်ချင်တာလားဆိုတာကိုစဉ်းစားပါဝါဒနာနဲ့စီးပွားရေးနှစ်ခုထပ်တူကြနေတယ်ဆိုလို့ရှိရင်တော့အတိုင်းတဲ့အလွန်ပေါ့ဗျာဒါပေမဲ့လည်းပဲတစ်ခုမဟုတ်တစ်ခုလှုပ်ရမယ်ဆိုလို့ရှိရင်တော့တေးကြတာတစ်ခုကဝါဒနာဆိုတာကိုလှုပ်ချင်တာလှုပ်တာပါစီးပွားရေးဆိုတာက သူများလှုပ်စီခြင်းတာကိုကိုကလှုပ်ရင်းနဲ့ဝါဒနာပါလာတာဖြစ်ပါတယ် အဲ့တော့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီမှာဝယ်လိုအားကိုအယုံဆုံးစဉ်းစားရတယ်ပေါ့ဗျာဝယ်လိုအားဆိုတာလိုအပ်ချက်ပေါ်မူတည်ပါတယ်လိုအပ်ချက်ကြီးလို့ရှိရင်ဝယ်လိုအားကြီးမယ်လိုအပ်ချက်သေးလို့ရှိရင်ဝယ်လိုအားသေးပါတယ်တစ်ဖက်မှာလည်းပဲလိုအပ်ချက်ဆိုတာဈေးကွက်ရဲ့အခက်အခဲပေါ်မှာမူတည်ပါတယ်အခက်အခဲများလို့ရှိရင်အခက်အခဲကြီးလို့ရှိရင် လိုအပ်ချက်များမယ်လိုအပ်ချက်ကြီးမယ်အခက်အခဲ သေးလို့ရှိရင်လိုအပ်ချက်သေးပါလိမ့်မယ်။ဒါကြောင့်မလို့တနည်းအားဖြင့်ဝယ်လို့အားဆိုတာဈေးကွက်မှာဖြစ်ပေါ်နေတဲ့အခက်အခဲတစ်ခုရဲ့အဖြေပဲဖြစ်ပါတယ်။ဈေးကွက်မှာလူတွေနော်ကိုယ့်ပတ်ဝန်းကျင်မှာလူတွေ ဘလို့အခက်ခဲမျိုးဖြစ်နေကြတယ်လဲပေါ့ဗျာအဲ့ဒီအခက်ခဲဒီလိုအပ်ချက်တရက်ကိုဖြစ်ပေါ်စေပြီးတော့မှအဲ့ဒီလိုအပ်ချက်ဒီဝယ်လိုအားတရက်ကိုဖြစ်ပေါ်စေပါတယ်ဒါကြောင့်မို့စီးပွားရေးလုပ်ငန်းစလုပ်မဲ့လူတယောက်အနေနဲ့ကငါဘာလုပ်မလဲဆိုပြီးတော့မှစီးပွားရေးလုပ်ငန်းခေါင်းစဉ်တွေကိုထိုင်ပြီးစဉ်းစားမဲ့အစားနော်လက်ဖေးဆိုင်ဖွင့်ရမှာလား၊ကိုယ်ရဆိုင်ဖွင့်ရမှာလား၊ဟိုလက်ဆက်ဆိုင်ဖွင့်ရမှာလား၊ရွှေဆိုင်ဖွင့်ရမှာလားအစရှိတဲ့ပြင်လုပ်ငန်းခေါင်းစဉ်ကိုမစဉ်းစားဘဲနဲ့ ဒီမှာဝဲလူအားဆိုတဲ့အကြောင်းအရာကိုစဉ်းစားစေချင်ပါတယ်ဝဲလူအားဆိုတဲ့နေရာမှာလဲလူအချက်လူအချက်ဆိုတဲ့နေရာမှာလဲအခက်ခဲဆိုတဲ့နေရာမှာကိုယ့်ပတ်ဝန်းကျင်မှာကိုယ့်ရဲ့ရပ်ကွက်မှာကိုယ့်ရဲ့မြို့မှာကိုယ့်ရဲ့ရွာမှာဘယ်လိုအခက်ခဲဖြစ်နေသလဲအဲ့ဒီအခက်ခဲတခုကလူအချက်ကိုဘယ်လိုလူအချက်မျိုးကိုဖြစ်ပေါ်စေသလဲပေါ့ဗျာတခါတခါကြလို့ရှိရင်အခက်ခဲကတခုပါလူအချက်က၅ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ဒီလူအချက်၅ခုမှာမှ ဝဲလိုအားဒီတခုမှပဲရှိကောင်းရှိနိုင်ပါတယ်။ဒါကြောင့်မို့လို့အခက်အခဲတိုင်းကလိုအပ်ချက်ကိုဖြစ်ချင်မှဖြစ်တာပါ။လိုအပ်ချက်တိုင်းကဝဲလိုအားကိုဖော်ဆောင်ချင်မှဖော်ဆောင်တာပါ။ဒါကြောင့်မို့လို့ဒီသုံးခုလုံးကျွန်တော်တို့ကစဉ်းစားဖို့လိုအပ်ပါတယ်။နော်ကျွန်တော်တို့အဲ့တော့ကိုယ်အနေနဲ့ကကိုလုံးမဲ့စီးပွားရေးလုပ်ငန်းတခုဒီဘယ်လိုအခက်အခဲမျိုးကိုဖြေရှင်းပေးနိုင်တာလဲ။ဘယ်လို လိုအပ်ချက်မျိုးကိုဖြည့်ဆည်းပေးနိုင်တာလဲပေါ့ဗျာ။အရေးကြီးတဲ့မေးခွန်းနံပါတ်1ဖြစ်ပါတယ်။နံပါတ်2ကကျွန်တော်တို့ဒီလိုအခက်အခဲဒီလိုလိုအပ်ချက်ကိုကိုတယောက်တည်း ဖြည့်ရှင်းဆောင်ရွက်ပေးနိုင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုတည်းပဲရှိတဲ့ဈေးကွက်ဆိုတာမရှိပါဘူးဈေးကွက်တိုင်းမှာဈေးကွက်တိုင်းမှာကျွန်တော်ကအခက်အခဲတခုဖြစ်လာပြီဆိုလို့ရှိရင်ဒီခက်ခဲကိုအကုန်လုံးဝိုင်းဝန်းဖြည့်ရှင်းကြတာပါပဲ။နော်ဈေးကွက်ထဲမှာအောက်ဆီဂျင်လိုအပ်တာပဲဖြစ်ဖြစ်ဈေးကွက်ထဲမှာဆိုလာလိုအပ်တာပဲဖြစ်ဖြစ်ဈေးကွက်ထဲမှာဆောက်လုပ်ရေးပစ္စည်းလိုအပ်တာပဲဖြစ်ဖြစ်ဈေးကွက်ထဲမှာဘာပဲလိုလိုပါဈေးကွက်ကတိပါတယ် လုပ်ငန်းလုပ်တဲ့လူတွေကသိပါတယ်။ဘာကြောင့်လဲဆိုလို့ရှင်လိုအပ်ချက်တရက်ကိုခံစားလာရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မလို့အမြဲတမ်းကျွန်တော်တို့တတ်မှတ်စေချင်တာတစ်ခုကအခက်ခဲတစ်ခုပေါ်လာတိုင်းကိုတယောက်တည်းဖြစ်ရှင်းတယ်လို့မမှတ်ယူစေချင်ပါဘူး။ဈေးကွက်ထဲမှာကိုလိုပဲဖြစ်ရှင်းနေတဲ့လူတွေရှိတယ်ဆိုတာကိုမမှတ်ယူစေချင်ပါတယ်။ဒီလိုအခက်ခဲပြဿနာတစ်ခုတည်းကိုလူနှစ်ယောက်ကဖြစ်ရှင်းကြတယ်၊လုပ်ငန်းနှစ်ခုကဖြစ်ရှင်းကြတယ် ဖြည့်ရှင်းနေတဲ့အခက်အခဲပြဿနာတူတယ်ဆိုရှင်သူနဲ့ကိုယ်နဲ့က competitor လို့ခေါ်တဲ့နော်ပြိုင်ဘက်ဆိုတာဖြစ်တာပေါ့ဗျာပြိုင်ဘက်ဆိုတာလုပ်ငန်းတူယုံနဲ့ဖြစ်ချင်မှဖြစ်တာပါလုပ်ငန်းတူဝင်မဲ့လည်းပဲပြိုင်ဘက်မဟုတ်တဲ့လုပ်ငန်းတွေအများကြီးပါဒါပေမဲ့ပြဿနာတစ်ခုကိုဖြည့်ရှင်းနေတာတူတယ်ဆိုလို့ရှင်တော့ပြိုင်ဘက်ဖြစ်သွားပါပြီလုပ်ငန်းတူချင်မှလည်းတူပါလိမ့်မယ်သူကတခြားလုပ်ငန်းကိုကတခြားလုပ်ငန်းကိုက coffee ဆိုင်သူကလဖေးဆိုင်ကိုကခောက်ဆွဲဆိုင်သူကထမင်းဆိုင် လုပ်ငန်းချင်းတူချင်မတူမှာပါဒါပေမဲ့ပြဿနာတရက်အခက်အခဲတစ်ခုကိုဖြေရှင်းနေတယ်တစ်ခုတည်းကိုပဲဖြေရှင်းနေတယ်ဆိုလို့ရှိရင်တော့ပြိုင်ဘက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့နံပါတ်1စဉ်းစားမယ်အဖြတ်အဲမိကွန်းကနော်ဒီကိုလိုမျိုးပြဿနာတရက်ကိုဖြေရှင်းနေတဲ့ competitor ဘယ်နှဦးရှိတယ်လဲပေါ့ဗျာဘယ်လူတွေရှိတယ်လဲပေါ့ဗျာကိုကနော်ဒီဒီသူနဲ့ကိုနဲ့ဖြေရှင်းနေတဲ့ပြဿနာကအတူတူပဲလားပေါ့ဗျာ ပြီးပြီဆိုလို့ရှိရင်လည်းဒီမှာဆက်ပြီးတော့မေးရမယ့်အကြောင်းအရာသူနဲ့ကိုယ်နဲ့ဘာကွာသလဲပေါ့ဗျာဒါဒီနံပါတ်3ချက်ပါ different ပေါ့ဗျာကဲဟုတ်ပြီဒီပြဿနာကိုသူရောကိုယ်ဖြေရှင်းနေကြတယ်ငါရောလောဖြေရှင်းနေကြတယ်ငါဦးလောဖြေရှင်းနေကြတယ်ဘာကွာသလဲပေါ့ဗျာဘာမှမကွာဘူးဆိုလို့ရှိရင်တော့ဈေးကွက်အတွက်ကကိစ္စမရှိဘူးလေဗျာဘ ᱹ စီဝဲဝဲပေါ့ဗျာကိုစီလာဝယ်ဖို့ဆိုတာကတော့ကွာဖို့လိုပါတယ်တခုမို့တခုပေါ့ဗျာကွာဟချက်လို့ပြောတဲ့ဆိုရင်နေရာမှာလဲဒီမှာကွာဟနိုင်တဲ့အချက်ပေါင်း 22မှာ2ချက်ရှိပါတယ်စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့သူနဲ့ကိုနဲ့ဘာကွာသလဲဆရာသူလဲရွှေဆိုင်မယ်ကိုလဲရွှေဆိုင်မယ်ကွာနိုင်တဲ့အချက်22ချက်ရှိပါတယ်သူလဲပဲထမင်းဆိုင်မယ်ကိုလဲပဲထမင်းဆိုင်မယ်ကွာနိုင်တဲ့အချက်22ချက်ရှိပါတယ်သူလဲဒီလုပ်ငန်းလုပ်တာပဲကိုပြောချင်တာကွာနိုင်တဲ့အချက်က22ချက်ရှိပါတယ်ဒါပေမဲ့ဒီဗီဒီယိုမှာကျွန်တော်အချက်22ချက်လုံးတော့မရှင်းပြတော့ပါဘူးဒီမှာအားလုံးသိပြီးသားအချက်เนาะအချက်တွေကတော့ဘာတွေလဲဆိုလို့ရှိရင်မြန်ကောင်းတက်တာပေါ့ဗျာသူနဲ့ကိုနဲ့ကွာမှုမှာသူလဲဒီလုပ်ငန်းကိုလဲဒီလုပ်ငန်းပဲဒါပေမဲ့ကိုကပို့ပြီးတော့မှမြန်ဆန်နိုင်တယ်လေဗျာ तू อ่ะ나이ဝက်ကြားတယ်ကိုက15မိနစ်ပဲကြာချင်းကြာနိုင်တယ်เนาะကောင်းတာကိုပစ္စည်းကသူပစ္စည်းတဲ့ပိုကောင်းနိုင်တယ်လေဗျာအဲကိုရဲ့ service ဝန်ဆောင်မှုကသူ့ရဲ့ဝန်ဆောင်မှုတဲ့ပိုကောင်းနိုင်တယ်လေဗျာဟလာတက်တာဆွဲနေရမှာလဲကိုကပို့ပြီးတော့မှเนาะ တတသူ့သူ့ကိုတတောင်းတတနဲ့ဝန်ဆောင်မှုတစ်ခုကိုပေးနိုင်တယ်ဒါမှမဟုတ်ရှင်းတဲ့ဈေးနှုန်းကိုတတတတပေးနိုင်တယ်ဆိုတဲ့ဘောအထိပ်ပဲပေါ့ဗျာဒါကြောင့်မနောက်ထပ်မေးမေးတဲ့နဲ့မေးခွန်းတစ်ခုကလည်းဘာလဲဆိုလို့ရှိရင်ဒီမှာဈေးနှုန်းဆိုတဲ့အရာလေးပါလာပြီပေါ့ဗျာသူနဲ့ကိုနဲ့ကွာဟမှုပြောရဲဆိုတဲ့နေရာမှာเนาะနံပါတ်၄ချက်ကဘာလဲဆိုလို့ရှိရင်ဈေးနှုန်းဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဘာဖြစ်လို့ကျွန်တော်ဈေးနှုန်းကိုထည့်ထားလဲဆိုလို့ရှိရင်ဈေးကွက်ထဲမှာ customer တွေအနေနဲ့စားသုံးသူတွေအနေနဲ့ဘယ်ပစ္စည်းဘယ်ဝန်ဆောင်မှုမျိုးကိုမဆိုပါပထမဦးဆုံး ထင်းထင်းရှားရှားအုံနောက်ထဲမှာမြင်လေတတ်မှတ်လေကြည်လေရှိတဲ့အကြောင်းအရာတစ်ခုကဈေးနှုန်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဈေးနှုန်းကွာဟာမှုကဒီမှာဈေးနှုန်းဖြစ်တဲ့အတွက်ကြောင့်မကိုကသူ့ထက်ဈေးနှုန်းတက်တာရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးကိုကသူ့ထက်ကြီးကောင်းကြီးနိုင်ပါတယ်ဒါပေမဲ့ကိုကသူ့ထက်ဈေးနှုန်းကြီးတယ်ဆိုလို့ရှိရင် customer တွေကမြင်တယ်ဘလောက်ကြီးကြီးပါတစ်ချက်ပဲကြီးကြီးတရာပဲကြီးကြီးတစ်ထောင်ပဲကြီးကြီးပါအဲ့တော့ကိုကဈေးနှုန်းအမြဲတမ်းတက်တာဖို့မလိုပါဘူးဈေးနှုန်းကိုကကိုယ့်ရဲ့ပြိုင်ဘက်တွေထဲကြီးတယ်ဆိုလို့ရှိရင်လေဒီမှာ logic ကောင်းကောင်းတစ်ခုတော့ရှိဖို့လိုတာပေါ့ဗျာ ကိုကသူ့အနေနဲ့သူ့ထက်ဘာလို့ဈေးနှုန်းကြီးတယ်လဲဆိုလို့ရှိရင်ဆိုတော့ logic တစ်ခုပေါ့ဗျာဘာကြောင့်ကြီးတယ်လဲပေါ့ဗျာကိုကကိုကကိုရဲ့ပစ္စည်းကသူ့ထက်ပို့ပြီးတော့မှကောင်းလို့လားကိုကတခုခုမှတာလွန်နေလို့လားအဆရှိတဲ့ဖြစ် logic တော့ရှိရပါလိမ့်မယ် emotion ရှိရပါလိမ့်မယ် agency ရှိရပါလိမ့်မယ် psychology ရှိရပါလိမ့်မယ် ဒါကြောင့်မို့လို့ကျွန်တော်တို့ဈေးနှုန်းကသူများတကာထက်အမြဲတမ်းတက်တာနေစရာမလိုပါဘူးဈေးနှုန်းကြီးလို့ရပါတယ်တိုးပေမဲ့လည်းပဲ logic လိုပါတယ် emotion လိုပါတယ်နော် agency လိုပါတယ် psychology လိုပါတယ်နော်ကိုယ့်အနေနဲ့ကဒီဟာလေးတွေ strong ဖြစ်ဖို့တော့လိုတာပေါ့ဗျာဒါကြောင့်မို့လို့ဈေးနှုန်းဒီ customer တွေထင်ထင်ရှားရှားမြင်လေးရှိတဲ့အရာတစ်ခုဖြစ်ပါတယ်ဈေးနှုန်းကိုလည်းစဉ်းစားစေချင်ပါတယ်ပြီးတော့နံပါတ်5ကတော့ကျွန်တော်တို့ value added လို့ခေါ်တဲ့တန်ဖိုးပေါင်းထည့်တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်ကိုက ဒီမှာစီးပွားရေးလုပ်ငန်းတိုင်းကအဆုံးသက်မှာတန်ဖိုးတစုံတရာကိုပေါင်းထည့်ပေးနေတဲ့လုပ်ငန်းတွေကြီးပါပဲ။တော့တန်ဖိုးဆိုတဲ့အကြောင်းအရာကစတမာတွေကငွေပေးတဲ့အကြောင်းအရာပါ။ကိုကသူ့ကိုဒီပစ္စည်းရောင်းနေလို့သူကကိုငွေပေးတာမဟုတ်ပါဘူး။သူလိုချင်တဲ့တန်ဖိုးတစ်ခုကိုပေးနေလို့ သူကကိုငွေပေးတာပါအဲ့တော့တန်ဖိုးဆိုတာသူနဲ့ကိုနဲ့လဲလေတဲ့အရာပါတန်ဖိုးဆိုတာသူနဲ့ကိုနဲ့နော်ဒီမှာတဘောတူညီချက်ယူပြီးတော့မှသူ့စီကငွေရရှိတဲ့အကြောင်းအရာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကို့အနေနဲ့ဒီမှာနော်ပစ္စည်းတစ်ခုရောင်းတာပဲဖြစ်ဖြစ်ဝန်ဆောင်မှုပေးတာပဲဖြစ်ဖြစ်ပါအဆုံးသက်မှာကျွန်တော်တို့ကတန်ဖိုးပေါင်းထည့်နေခြင်းဖြစ်တဲ့အလျောက် ိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝန်ဆောင်မှုပဲဖြစ်ဖြစ်ဘလို့တန်ဖိုးတွေပေါင်းထည့်ထားတယ်လဲဆိုတာကိုမြင်တာထင်တာရှိအောင်ချပြတတ်ဖို့အင်မတန်မှအရေးကြီးပါတယ်။အာဆရာတို့သိပါလိမ့်မယ်ဗျာဒီမှာထင်တို့သိပါတုံးကြည့်လို့ရှိရင်သိပါတုံးကြည့်မှသိတယ်ဆိုလို့ရှိရင်ဒါအချိန်တော်တော်လေးယူရမှာပါ။ဘာကြောင့်လဲဆိုလို့ရှိရင်တစ်လလုံးနေမှာကိုကပစ္စည်းသုံးခုပဲရောင်းရတယ်ဆိုလို့ရှိရင်လူသုံးယောက်ပဲကိုယ့်ရဲ့တန်ဖိုးကိုတိမာလိမ့်ဗျာ။အဲ့တော့မတုံးကြည့်ခင်ကလေးကကိုယ့်ရဲ့တန်ဖိုးကိုတိနေဖို့ဆိုတာအင်မတန်မှအရေးကြီးတယ်ပေါ့ဗျာ။သူတို့ပြင်ဆိုရှယ်မီဒီယာခင်မှာမတုံးခင်က เนาะတိနေဖို့ဆိုတာ မသွားခင်ကရောက်နေသည်ဆိုသလိုပါပဲပို့ပြီးတော့မှအရေးကြီးတယ်ပေါ့ဗျာဒါကြောင့်မို့လို့ကိုယ်အနေနဲ့ဘယ်လိုတန်ဖိုးတွေပေါင်းထည့်ထားသလဲဘယ်လို value added တွေလုပ်ဆောင်ထားသလဲဆိုတာကို customer တွေသိဖို့လိုဒီနေ့အများအ ਨੇ ဆုံးတော့အရင်ဆုံးကိုယ့်ကိုသိဖို့လိုတာပေါ့ဗျာเนาะ customer တွေဘယ်လိုအကြောင်းအရာကိုတန်ဖိုးထားတာလဲအဲ့ဒီတန်ဖိုးထားတဲ့အကြောင်းအရာကိုငါရောပေါင်းထည့်ပြီးပြီလားတခါတခါကြာလို့ရှိရင် customer တန်ဖိုးထားတဲ့အရာမဟုတ်ဘဲနဲ့ကိုယ်တန်ဖိုးထားတဲ့အရာတွေကိုကိုယ့်ဘက်ကိုပေါင်းထည့်နေလေးရှိပါတယ်ဆိုကြပါစို့ကိုက application တစ်ခုလုပ်တယ်ပေါ့ဗျာကိုလိုချင်တာတွေကိုလုပ်ချင်တာတွေကြီးပဲပေါင်းထည့်နေတာ ကိုပေါင်းထည့်တဲ့အရာတွေတခုမှ customer တွေကဈေးကွက်ကတန်ဖိုးမထားဘူးဆိုလို့ရှိရင်လည်းကိုထည့်ထားတဲ့အရာတွေအကုန်လုံးကအလကားပါပဲဒါကြောင့်မလို့အရေးကြီးတာကတန်ဖိုးလို့ပြောတဲ့ဆွဲနေရမှာကိုရဲ့တန်ဖိုးမဟုတ်ပါဘူးနော်ကိုလိုချင်တဲ့အရာမဟုတ်ပါဘူးစားသုံးသူတွေဈေးကွက်တွေကနေလိုချင်နေတဲ့အကြောင်းအရာထားတဲ့တန်ဖိုးတစုံတရာဖြစ်ပါတယ်ဒါကြောင့်မလို့ value added မှာအရေးကြီးတာအချက်က customer တွေကဘယ်လိုအရာတွေကိုတန်ဖိုးအဖြစ်မြင်တယ်လဲအဲ့ဒီတန်ဖိုးလို့မြင်တဲ့အကြောင်းအရာတွေကိုကိုဘယ်လိုပေါင်းထည့်ထားသလဲကိုပေါင်းထည့်ထားတဲ့တန်ဖိုးတွေကိုတို့မြင်ရဲ့လားကိုမတုံးခင်ကတည်းကတို့သိအောင်လို့ချပြထားသလားဆိုတဲ့မိကွန်းတွေဖြစ်ပါတယ်ကဲတခုရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာစီးပွားရေးလုပ်ငန်းတခုစလုပ်တယ်ဆိုတဲ့နေရာမှာကျွန်တော်အခုချပြတဲ့အချက်၅ချက်ကိုတော့ အ ਨੇ ဆုံးကြိုတင်းပြီးတော့မှစဉ်းစားထားခြင်းအပြင်ကိုယ်အနေနဲ့စီးပွားရေးလုပ်ငန်းတစ်ခုမှာเนาะကိုကဘာလုပ်ရမလဲဆိုတာသိတာပေါ့ဗျာဘယ်လိုခြားပြရမလဲဆိုတာသိတာပေါ့ဗျာเนาะမဟုတ်လို့ရှိရင်ကိုကိုတိုင်ကကိုယ့်ရဲ့ခြားပြတဲ့တန်ဖိုးကိုလည်းမသိကိုယ့်ရဲ့ကွာဟာချက်ကိုလည်းနားမလဲကိုယ့်ရဲ့ဝယ်လိုအားကိုလည်းမခံစားရတဲ့ဆိုတဲ့အနေအထားမျိုးမှာကိုလှုပ်ချင်တာပဲကိုလှုပ်ပြီးတော့မှเนาะစီးပွားရေးလုပ်ငန်းတစ်ခုကဖြစ်မလာတဲ့အနေအထားမျိုးမှာဒါဒီเนาะအရှုံးနဲ့ရင်ဆိုင်ရတာပေါ့ဗျာအဆုံးမှာကျွန်တော်ပြောချင်တာတစ်ခုက ကိုလုတ်ချင်တာကိုလုတ်တာဆိုတာက ဟော်ဘီပါဝါဒနာလို့ခေါ်ပါတယ်ဈေးကွက်ကလုတ်စီခြင်းတဲ့အကြောင်းအရာလိုအပ်ချက်ရှိတဲ့အကြောင်းအရာအခက်အခဲရှိတဲ့အကြောင်းအရာကိုလုတ်တာကစီးပွားရေးလို့ခေါ်ပါတယ်အဆုံးမှာကိုယ့်အတွက်မဟုတ်ပါဘူးကိုယ့်ရဲ့ customer တွေအတွက် ဖြစ်ပါတယ်ကိုယ့်ရဲ့ဈေးကွက်အတွက်ဖြစ်မှသာလင် စီးပွားရေးလို့ခေါ်ဆိုနိုင်မှာပဲဖြစ်ပါတယ်ကဲတခုရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာကျွန်တော်အခုချပြတဲ့အချက်၅ချက်ထဲမှာဘယ်အချက်ကို အကြိုက်ဆုံးလဲဆိုတော့မိကွန်းလေးကိုအောက်ကကွန်မန့်မှာဖြေဆိုခဲ့နိုင်ပါတယ်ခင်ဗျာဘယ်ချက်အကြိုက်ဆုံးလဲပေါ့ဗျာကျေးဇူးတင်ပါတယ်